အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ရေဘောဥညီးပညာတွေကိုမျှဝေပေးနေတဲ့ဥဆုံးအောင်ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မျှဝေပေးသွားမယ့်အပိုင်းကတော့နိုင်ငံများမှာမှာယူတင်သွင်းကြတဲ့ဗမာပြည်မှာ တချို့တွေလုံနေကြတဲ့ EFC ဆိုတဲ့ဖော့အစီလေးတွေထည့်လောင်းတဲ့ညီးပညာကိုပြောပြသွားမှာဖြစ်ပါတယ်ရတော့ EFC ဆိုတဲ့ဖော့အစီလေးတွေထည့်သွင်းပြီးလောင်းထားတဲ့အုပ်အမျိုးဖြစ်ပါတယ် ီအုတ်ကိုဗမာပြည်မှာလဲတိဆောက်ထားတဲ့အဆောက်အဦရှိပါတယ်။ရန်ကုန်မြို့မှာရှိတဲ့လဲတဲ့မှာရှိတဲ့ဂရဟန္တာဆေးရုံကြီးရာဆိုဒီနီးစနစ်နဲ့တိဆောက်ထားတဲ့ဆေးရုံတစ်ခုဖြစ်ပါတယ်။သူကတော့ကျမ်းမာရေးစင်တာဖြစ်တဲ့အတွက်ကြောင့်ကျမ်းမာရေးရအပူချိန်ကိုလုံးဝ short ချစေဖို့အတွက်ဒီဖော့အစီလေးတွေထည့်လောင်းထားတဲ့အဆောက်အဦတစ်ခုဖြစ်ပါတယ်။ဒီဖော့အစီလေးတွေရာဆိုရင်ရေပေါ်မှာဘောလုံးလေးတွေပေါ်နေပါတယ်။အဲ့အတွက်ကြောင့်ဘောလုံးလေးတွေပေါ်မလာအောင်လို့သူ့မှာထည့်သွင်းပြီးတော့ ရောစားရတဲ့အမှုတစ်မျိုးပါပါတယ်သူရဲ့ advantage ဆိုတဲ့အမြုပ်ကားဆိုငငညာမှာယူတည်သွင်းပါတယ်ဒီ force အစီလေးရာဆိုရင်ကွန်ကရစ်တွေဖြိုတယ်ဖြိုပြီးတော့ဒီ force အစီလေးတွေကိုထည့်လိုက်တယ် force အစီလေးတွေကရေပေါ်မှာဘောလုံးပေါ်နေတဲ့အတွက်ကြောင့်တခြားဓာတ်ကူပစ္စည်းဖြစ်တဲ့အမှုတစ်မျိုးကိုထပ်ထည့်လိုက်ပါတယ်ထပ်ထည့်လို့ရှင်ဒီ force အစီလေးတွေရာဆိုရင်ရောက်တဲ့နေရာမှာယက်သွားပြီးတော့ကွန်ကရစ်သုံးလုံးတဲ့နေရာမှာ ထောက်ကိုပြုပါတယ်ဒီ policy လေးတွေကိုလည်းနိုင်ငံခြားအတင်းသွင်းပါတယ်သူ့ရဲ့ဓာတ်ကုပစ္စည်းတွေကိုလည်းနိုင်ငံခြားအတင်းသွင်းပါတယ်ကျွန်တော်ကဆိုရင်ဒီ policy ရဲ့ဓာတ်ကုပစ္စည်းရဲ့ကျွန်တော်ရဲ့ဖုန်းမြုပ်ဆက်ကအမြုပ်ငယ်ရောစပ်ပြီးတော့ကျွန်တော်စမ်းတက်ပြီးတော့လုပ်ယူဘူးပါတယ်ဒို့တော့ကြောင့်ဒီလို policy တွေနေလည်းလုပ်ယူလို့ရပါတယ်နိုင်ငံခြားတွေပြီးတော့ကုန်ငန်းပစ္စည်းတွေကတော့မှာယူတင်သွင်းရမှာဖြစ်ပါတယ်သူကလည်း CSC လိုပဲပေါ့ပါတဲ့စနစ်ထဲမှာပါပါတယ်ဒီလို policy လေးတွေနဲ့ ထည့်သွင်းလောင်းဖို့ဆိုရင်လည်းအမြုပ်ဆက်လည်းလိုပါတယ်ဖော့ဆီလေးတွေလိုပါတယ်ကမ်မီကယ်အမှုန့်ကလေးလည်းလိုပါတယ်ဒီလိုဖော့ဆီလေးလိုလောင်းယူခြင်းအပြင်လည်းပရီကက်တွေလည်းလောင်းယူလို့ရပါတယ်တာမန်ကွန်ကရစ်တက်ကိုအပူချိန်လေးရော့မယ်ပေါ်ပါမှုလည်းရှိသွားပါမယ်ကျွန်တော်ကတော့စမ်းသပ်ဖို့ပါတယ်ဒီဖော့ဆီလေးတွေနဲ့အတူ ဆေးအမှုံတွေလည်းဒီလိုမျိုးအထုပ်ကလေးတွေနဲ့တင်သွင်းလာတာတွေလည်းရှိပါတယ်။အဲ့ကုမ္ပဏီကိုမှာယူရင်လည်းရပါတယ်။ကျွန်တော်ကတော့စမ်းတက်တဲ့အဆင့်ပဲရှိပါတယ်။ကျွန်တော်ကတော့ CSC ကွန်ကရစ်မှာဒီလိုဖော့အစီတဲ့စာလို့ရှိရင်လီယာနင်အဖြစ်အသုံးပြုတဲ့ဖုန်း generator နဲ့ထုတ်တဲ့အမြုပ်ကိုပဲကျွန်တော်ကပို့ပြီးတော့ကြိုက်နှစ်သက်ပါတယ်ဒီစနစ်ကဆိုရင်ကျွန်တော်တို့ CSC concrete ဒီဘောအုပ်စနစ်တဲ့ပို့ပြီးတော့ ပတ်စံအကုန်ကြပုံများတဲ့စနစ်လည်းဖြစ်ပါတယ်ဒီဆေးမုံလည်းနိုင်ငံညတင်သွင်းပါတယ်ဒီ force လိုလည်းနိုင်ငံညတင်သွင်းပါတယ်သူတို့ကြောင့်ကျွန်တော်တို့ CAC တဲ့ကိုပို့ပြီးတော့ပုံကြစည်းနည်းနည်းပို့ရှိသွားတဲ့စနစ်လည်းဖြစ်ပါတယ်ဒီစနစ်ကိုတော့ EFC port C တွေထိုးသွင်းတဲ့စနစ်ဖြစ်ပါတယ်သူတို့ကြောင့်ကျွန်တော်တို့ CAC ကွန်ကရစ်နဲ့ပတ်သက်တဲ့နည်းပညာတွေကို လေ့လာခြင်းရည်တော်၎င်း တိုင်သင်ကြားခြင်းရည်တော်၎င်းတခြားနည်းပညာများကိုလေ့လာခြင်းလည်းကျွန်တော်ရဲ့ Facebook page မှာလည်းဝင်ရောက်လေ့လာလို့ရပါတယ် CSC Concrete Block ရန်ကုန်မြို့မှာဆိုတဲ့ page မှာလည်းဝင်ရောက်လေ့လာလို့ရပါတယ် YouTube ထဲမှာလည်းဝင်ရောက်လေ့လာလို့ရပါတယ်ကျွန်တော်ရဲ့တိမတ်ဖွယ်ရာ CSC နဲ့ပတ်သက်တဲ့ဒီမှာပေါ်ရဘူးသူတမြောင်များစွာတို့ကိုကျွန်တော်နေ့စဉ်နဲ့အမျှတင်ဆက်ပေးနေပါတယ်ကျွန်တော်ထံမှာသင်တန်းလာတက်ကြတဲ့ လူတွေရှိသလိုမတက်ကြတဲ့လူတွေလည်းနေဝေးမှာရှိတဲ့လူတွေကလည်းဗီဒီယိုများကိုလေ့လာပြီးတော့ကိုယ်တိုင်ကိုကြလုပ်ယူနေတဲ့လူတွေလည်းရှိပါတယ်တချို့တွေစက်ယုံတွေတိဆောက်နေတဲ့လူတွေလည်းရှိပါတယ်မိမိတက်ကြွလို့တဲ့အသိပညာကိုအနည်းမှလာသင်လို့ရရပါတယ်အဝေးကနေနှမ်းသင်လို့လည်းရပါတယ်အားလုံးကိုမြေချွေးစာနဲ့ကြိုဆိုပါတယ်ခင်ဗျာ CSC တင်နှန်းများကိုအချိန်နဲ့တပြေးညီကျွန်တော်နိုင်စဉ်တိုင်းသင်ကြားပြသပေးနေပါတယ်အားလုံး သင်တန်းတွေမှာအခမဲ့သင်ကြားပေးပါတယ်လိုအပ်တဲ့ဤပညာနဲ့လိုအပ်တဲ့စက်ပစ္စည်းတွေကိုလည်းကျွန်တော်ကနေပြီးတော့အကြံပေးပါတယ်ကြံတဲ့စက်ပစ္စည်းတွေလည်းမရောပါဘူးကျွန်တော်ကအမြုပ်ဆက်တစ်မျိုးတည်းကိုပဲထုတ်လို့ရောင်းချနေပါတယ်ဤပညာများကိုလည်းကိုစီကိုကသင်ကြားဖို့အတွက်ကျွန်တော်ကအခမဲ့သင်ကြားပေးနေတဲ့သင်တန်းတစ်ခုလည်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဤပညာသင်တန်းမှာလည်းနှွေးထွေးစွာဖြင့် ူတိုင်းအားကျေးဇူးလျက်ရှိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်